အားလုံးပဲမင်္ဂလာပါအာစီတုတ္တဆုံးယတ္တဆုံး channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျမကတော့ DC ဖြစ်ပါတယ်ဒီနေ့မှာတော့အမေလူထုတော်အမရဲ့အမေရှိစကားစာအုပ်ထဲကမန်လေးတကြံ1မန်လေးတကြံ2မန်လေးတကြံ3ကိုတကြံအမှတ်တရအနေနဲ့ဖတ်ပြပေးမှာဖြစ်ပါတယ်ရှင် အားလုံးပဲနားဆင်ခံစားပေးကြပါဦးနော်မန္တလေးတကြံ၁မန္တလေးမှာဒီနေ့တကြံပွဲတစ်ပွဲပြီးသွားပြန်ပြီဆိုတော့အသက်ရွယ်ကြီးတဲ့လူကြီးတယောက်ဖြစ်နေတဲ့အမေတို့အဖို့အမေတို့ငငယ်တုန်းက ရေကစားခဲ့ကြရတဲ့တကြံပွဲကလေးတွေနဲ့ဒီခေတ်တကြံပွဲကြီးတွေကို မကြမကြရှင်ကြည့်မိတယ်အမေအနေနဲ့တိတ်မတ်မိတဲ့တကြံပွဲကပဲ အချိန်ပေါင်း85ခါလောက်ကြုံခဲ့ဘူးခဲ့ပြီမို့လားအမေတို့ငငယ်တုန်းကမန္တလေးမှာတကြံကြရဲဆိုတာလူကြီးတွေဥပုံဆောင်ကြဖယားရီတက်ပယ်ကြတဲ့ကာလလူရွယ်လူလက်ယောက်ျားလေးတွေကရေတွင်ချီးဆယ်ကြရေကန်တွေလဲကြတန့်ရှင်းကြတဲ့ပွဲကလေးငယ်တွေကတန်ဖြူရေပြုတ်ကလေးတွေတန်ဖြူဖလားလေးတွေနဲ့ရေပက်ကစားကြတဲ့ပွဲလေး ။တကြန်နာနီးလာပြီဆိုရင်တန်ဖြူသမားတွေကလှုပ်ရောင်းနဲ့ရေပြုတ်ရေဖလားတွေကိုဘန်းကြီးတွေထဲထည့်ပြီးအရက်ထဲလေရောင်းနဲ့ဈေးတယ်တွေပေါ်လာပြီ။အမေရေပြုတ်ကလေးဝယ်ပေးစမ်းပါ။ဖလားလေးဝယ်ပေးစမ်းပါ။တကြန်ကြတော့မဲလို့အသေးကိုကြည့်ပြီးအမေတို့ကပူဇော်ရပြီ။အမေလှုပ်သူကတယောက်တစ်ခု အရွယ်နဲ့လိုက်ဖက်တဲ့ညွတ်နဲ့ဖလားလေးတွေဝယ်ပေးလိုက်ရင်ဝမ်းသာလိုက်တာ။ ဘရော့ကြံကြတဲ့အမြောက်တန်းကြီးဒင်းငနဲ့ကြားရပါမလဲလို့ညှော်နေကြရတာပဲရှေးတုန်းကကြံမကြသေးဘူးဆိုရင်ဧပြီလ23ရက်နေ့ပဲမဲ့ရေပတ်ရတာမဟုတ်ဘူးဟဲ့မပတ်နဲ့အောင်ကြံမကြသေးဘူးဆိုရင်ခွက်ကလေးယူကလေးကိုင်းပြီးအตาရက်နေရတာကြံကြပြီဆိုတာကလည်းတမျိုးလုံးကြားရအောင်အမြောက်ကြီးတစ်ချက်ပြစ်ဖောက်ပေးလိုက်တာပါအဲ့ဒီအမြောက်က တန်ကြီးတာမိတာဘသူမှဘာမှထိခိုက်တာမဟုတ်ဘူးဒါကြောင့်အမေတို့စီမှာဟန်တာရှိပြီးအဆက်မပါဘူးတကြံအမြောက်ပဲလို့တင်စားပြောတဲ့စကားတစ်ခွန်းအောင်ရှိခဲ့တယ်ဒီခေတ်မှာတော့တကြံကြပြီလို့အချက်ပေးတဲ့အတန်ဘာတန်မှမကြားရတော့ပဲတကြံမကြသေးတာကြပြီဆိုတာကိုလည်းဘသူမှခယူမဆိုင်နေကြတော့ဘူးနောက်ပြီးတော့ရေပက်တယ်ဆိုတာကိုလည်း ပတ်ကျင်တဲ့နေရာကပတ်ကျင်တဲ့နေ့မှာပတ်ကြတာကိုလူတွေကဒီအတိုင်းခံနေကြရတယ်။စိုးတာကမိရထားစီခီးတဲ့တို့ဟာတွေကို ရေအိတ်နဲ့လမ်းကစီးပေါက်တာမျိုးတကြံမတိုင်ခင်ရက်တပတ်လောက်ကစပြီးခံရတာတွေရှိနေတယ်လေ။တချို့များမျက်လုံးရေအိတ်မှန်လာတဲ့တန်ရာအညိုအမဲကြီးကိုတပတ်လောက်ဆေးကုနေရတယ်။အမေတို့ငငယ်ကရေပတ်တယ်ရေကစားတယ်ဆိုတာ တကယ်10နှစ်12နှစ်အောက်ကလေးတွေရဲ့ပွဲတက်တက်ပဲအပြိုလူပြိုတွေရေကစားတာမရှိဘူးလားရှိပါရဲ့ရှိပုံကဒီလိုလေဘဲအိမ်မှာအပြိုရှိတယ်တယောက်မကရှိတယ်ဆိုရင်အဲ့ဒီအိမ်ကအပြိုကိုရေလောင်းဖို့တရက်ကလေးကလူပြိုတွေချောင်းနေကြရတယ်အပြိုတွေကလည်းရေပက်ခံရမှာကြောက်လို့ကြံတွင်းဆိုရင်တော့တက်နိုင်တဲ့လောက်လူမြင်မခံပဲအိမ်တွင်းအောင်းနေကြတာပဲ။ မလွဲတာတဲ့ကိစ္စနဲ့အိမ်ပြင်ထွက်ပြီးဆိုရင်တော့ရေပတ်ခြင်းလို့စောင့်နေချောင်းနေတဲ့ကောင်လေးတွေက ချမ်းသာမပေးတော့ဘူးဇွတ်အတင်းပတ်တော့တာပဲအိမ်ထဲဝင်ပြေးရင်လဲမိဘမောင်ဖားကိုကျွန်တော်တို့ရေပတ်ခြင်းလို့မဘသူကိုထုတ်ပေးပါခမညာလို့တောင်းတော့တာပဲဒီအခါမိဘမောင်ဖားကမဘသူရေလာပါကွယ်ရေပတ်ခံလိုက်ပါဟဲလို့မလံမချင်းခေါ်ပေးတယ် ထွက်လာတော့လူကြီးမိဘရှိမှာပဲလောင်းကျင်တလောက်လောင်းကြရော့ဘဲအိမ်ကအပြိုဘဲသူရေပက်ခံနေရပြီလို့အရက်ထဲကတခြားကာလသားတွေကကြားရင်လဲရရရေပုံးရေဖလားဆွဲယူပြေးလာပြီးလာလောင်းကြတော့တာပဲတခါတလေများလောင်းသူတွေကများလွန်းလို့ချောင်းစီမြောင်းစီပေါ်လူကြီးတွေဥပုပ်ဆောင်သွားတယ်ဆိုရင်ကလေးတွေကိုဟဲ့မပတ်ကြပါနဲ့ တီလာယူမလို့ပါလို့တောင်းပန်နေကလေးတွေကလည်းနားထောင်နေတီလာယူပြီးပြန်လာပြီဆိုရင်တော့ကလေးတွေကလောင်းတော့မယ်လीရေတွေနဲ့လမ်းကစောင့်နေကြတာဥပုပ်တဲတွေပါကွယ်တီလာယူခဲ့ပါတယ်လို့ပြောရင်လူကြီးတွေဝတ်သားချမ်းသာပေးခြင်းပေးလိုက်တာငယ်တဲ့လူတွေပါလာရင်တော့ဥပုပ်တဲနာနာပတ်တကြမင်းကမှားလိုက်တယ်လို့တညီတဲ့អော်ဆိုပြီးဝိုင်းလောင်းကြတော့တာပဲ ကြံဆိုတာမြန်မာနိုင်ငံရဲ့အပူဆုံးယာတီမိုးကြခါနေယာတီမှာဖြစ်တဲ့နှစ်ကူးပွဲတော်ဆိုတော့ရေတွင်းရေကန်တွေက ရေခန့်တဲ့ကာလပါရှေးတုန်းကခုခေတ်လိုပတ်ရေတွေက လုံလုံလောက်လောက်ပေါ်ပေါ်များများရှိတာမဟုတ်ဘူးရေတွင်းတွေကို အားကိုးရတဲ့မြို့လူတို့ကလူများစုဒါကြောင့်ရက်ွက်ထဲကယောက်ျားလေးလူငယ်တွေကရေတွင်းချေးဆဲကြတာကြံတွင်းရက်မှာလုကြတဲ့ လူမှုရေးကုတူပဲတွင်းထဲကရှိရှိသမျှရေကိုကုံအောင်ဝိုင်းပြီးခတ်ထုတ်ကြတယ်ရေတွင်းထဲကျနေတဲ့အိုးခွက်ရေပုံးစုပ်ဆက်ပြာခွက်စတဲ့ပစ္စည်းမျိုးစုံကိုရှင်းလင်းဖယ်ရှားပြီးတရက်ခွက်လုံးကအားကိုတောက်သုံးရတဲ့ရေတွင်းကိုတန့်ရှင်းရေလောက်ကြတာလေပြီးတော့တွင်းပေါ်ရေချိုးလို့စီးကျလာတဲ့ရေကိုတွင်းနားမှာကံငယ်တစ်ခုနဲ့စုပြီးခန်းနာတာမျိုးရှိတတ်တယ် ဒီကံငယ်တဲကိုဈေးကဝယ်လာတဲ့ငားတဲကအရှင်ပါလာရင်လွတ်ထားတာမြမအိမ်တော်ကငားအရှင်ကိုထုရိုက်ခုတ်သေးပြီးချက်စားလိမရှိဘူးဝေးမဲ့ပေးလိုက်တယ်အဲ့ဒီရေကံငယ်ကိုလည်းတကြံရက်မှာတန်ရှင်းရေလောက်ကြတယ်ငားတွေကိုဖမ်းပြီး လောင်နာတယ်ရေရင်းချီဆယ်ရာကခတ်ထဲတဲ့ရေတစ်ကံနဲ့ရေဝင်ပြီဆိုတော့ဖမ်းနာတဲ့ငားတွေကို ပြန်လွတ်ပေးလိုက်ရော့ ရေကန်ငယ်ရေရင်းပေးမှရှိရင်ကန်ဆေးတာကပထမရေရင်းချိဆယ်တာကဒုတိယပေါ့အဲ့ဒါတွေပြီးတော့ရက်ကွက်အလိုက်ရှိကြတဲ့ဖျားဇရက်တွေကဖျားတွေကိုရေသက်ပယ်ကြတယ်လေပြီးတော့မှနှစ်ဆန်းတရက်နေ့မှာရက်ကွက်အလိုက်ပရိတ်ရွတ်ပွဲတွေလုပ်တယ်ဘေးအမျိုးမျိုးရန်အတွေ့အတွေ့ကကင်းဝေးအောင်တန်ဃာတော်တွေကအနေရကင်းပရိတ်တွေရွတ်တော်မူပေးကြတာပါကန်ဆေးတဲ့အချိန်မှာ ကာလသားတွေလူကိုဖမ်းပြီးဝတ်ထဲချတဲ့အကစားမျိုးတချို့ကအချင်းချင်းနောက်ပြန်ကစားကြသေးတယ်။ဒါကအပျော်သဘောပဲလေ။ဒါကြောင့်မခံကျင်လို့ခိုက်ရန်ဖြစ်ပွားမှုတော့မရှိကြဘူး။ဒါဟာအမေတို့တိတ်ငယ်ငယ်တုန်းကတွေ့ကြုံရတဲ့တကြံပွဲပဲ။နောက်တော့ခေတ်တွေကာလတွေပြောင်းပြောင်းလာပြီးဒုတိယကဘာစစ်ကြီးမဖြစ်ခင်အမေတို့အပျော်အရွယ်ကာလမှာ ကျင်းပတဲ့တကြံကတမျိုးပုံပြောင်းလာတယ်။လူဒုတော်အမကလျာမဂဇင်အမှတ်124 1995ဇွန်မန္တလေးတကြံနှစ်အထက်ကအမေတို့ကလေးဘွားတို့ကကြုံခဲ့ရတဲ့တကြံတွေအကြောင်းရေးခဲ့တယ်။အခုအမေတို့အသက်ကလေးတော်တော်ရလာချိန်ဒုတိယကဘာစစ်ကြီးမဖြစ်ခင်ကအထီး ကြုံခဲ့ရတဲ့မန္တလေးတကြံပွဲတော်တွေအကြောင်းရေးချင်သေးတယ်။အမေတို့လူတွေကလေပျော်ချင်တတ်တဲ့လူမျိုးပျော်ပျော်နေချင်တဲ့လူမျိုးပျော်စရာဆိုရင်တော်တော်တန်ဖိုးကြီးတာတွေနဲ့တောင်လဲချင်တတ်တဲ့လူမျိုးပါဒီလိုပျော်ချင်တတ်တဲ့လူမျိုးစရိုက်ကကောင်းတာတွေလည်းရှိရဲ့မကောင်းတာတွေလည်းရှိပါတယ်ကြုံလို့ကြီးနေတာပဲလားဆိုတော့လေမဟုတ်ပြန်ဘူးစိတ်ဆိုးစရာရှိရင်ထောင်းမနေဒါပေမဲ့ မြင်မြန်ပြန်ပြီးပြေတက်တယ်။မေ့လွယ်တယ်။ဒါဟာသွေးပူတက်တဲ့လူမျိုးရဲ့လက္ခဏာလို့ဆိုကြတာပဲ။ဘာပဲဖြစ်ဖြစ်ကြံပွဲကိုကလေးတွေကစားနေကြရာကနောက်တော့၁၄၅နှစ်တွေလဲဝင်ကစားကြတယ်။အဲ့ဒီတော့လမ်းမတွေပေါ်မှာသွာလာနေတဲ့ညည့်ရထားတွေ၊စပိန်းတွေ၊ကားတွေကိုပါရေးနဲ့လှမ်းပတ်တာတွေ၊ဘာတွေကြီးတဲ့ကလေးတွေကလှုပ်လာကြရော။ ဒီလိုရေပတ်တဲ့ကိစ္စကျေပြန့်လာတော့ပထမတော့ရေပတ်မခံချင်သူတွေရောခံချင်သူနဲ့ရော တွေ့တာပေါ့နောက်နှစ်နောက်နှစ်တွေကြတော့လမ်းမကြီးတွေပေါ်မှာအဆုအဝေးနဲ့ဘယ်နာဘယ်နာကရေပတ်နေကြတယ်ဆိုတာသတင်းရပြီးပျော်ချင်တဲ့ရေပတ်ခံထွက်ချင်တဲ့လူတွေကပတ်မဲ့အဆုဝေးရှိတဲ့နေရာကို လာကြဖြတ်ကြတန်းကြလှုပ်လာတယ်လေပျော်ချင်လို့တမင်ရေပတ်ခံလာတယ်ပေါ့ကွယ် အဲ့ဒီလို အစုအဝေးကလေးတွေနဲ့အင်းုံကြီးတွေရေစီပိုင်းတွေချပြီး75နှစ်အရွယ်တွေရေပတ်လာကြတော့တမီးမင်္ဂလိရှင်မိဘတွေတဲကအချို့ကတမီးပြူပေါက်ဆာလေးတွေကို ရေဝင်ပတ်ခွင့်ရေကစားခွင့်ပြုပါတယ်။တချို့မိဘတွေကခွင့်မပြုပါဘူး။မပြုလို့လဲဆိုတော့ရေပတ်သမားအချင်းချင်းတရက်ထဲသားသမီးတွေဆိုတော့သူများမလောင်းခင် ကို့အချင်းချင်းက ပထမလောင်းကျပတ်ကျသေးတာကိုအဲ့ဒီလိုပတ်တဲ့အခါတချို့ကလေးတွေကကြောကုန်းပေးတဲ့မင်းကလေးကိုဂုတ်ကနေပြီးရိုးရိုးရင်နဲ့လောင်းချတာမျိုးလုပ်တာပေမဲ့တချို့ညစ်တဲ့လူငယ်များကကြောကုန်းခံတဲ့မင်းမပြိုဘူးဒီလောင်းတာရိုးရိုးမလောင်းပဲလက်နဲ့ပုတ်လောင်းတာတို့ဘာလို့လုပ်ချင်လဲအဲ့ဒါမျိုးမခံရအောင်တချို့အမေတွေကသူ့တို့သမီးရေပတ်တဲ့အထင်မထဲ့ပါဘူး ဒီလိုအမေများရဲ့သမီးများရေပတ်ကစားရခဲပါတယ်။အဲ့ဒီလိုအစုအဖွဲ့နဲ့ရေပတ်မှုမျိုးဟာတစ်နှစ်ထက်တစ်နှစ်ပိုမိုများပြားလာပြီးအပြိုကောင်းတို့လူပြိုကောင်းတို့ဩဇာကြီးတဲ့အရက်အပြိုလူပြိုပေါ်တဲ့အရက်တွေက ရေပတ်အသင်းကြီးတွေလိုဖြစ်လာပြီးအင်းတုံလောက်မကတော့ပဲစီပိုင်းကြီးတွေရေစီကြီးတွေတန်ရေကန်ကြီးတွေပါလမ်းပေးချပြီးလူ30လောက် ေလောင်းကြရေကစားကြတယ်လေနေမြင့်လို့သိမ့်ပြီဆိုရင်အရက်ထဲမှာအမေတို့မထဲ့လို့ဝင်မပတ်ရတဲ့မိန်းကလေးတွေအိမ်အပြိုကြီးတွေအိမ်ကိုလိုက်ပတ်ကြပြန်တယ်ပြီးမှလူစုခွဲရေချိုးအဝတ်လဲကြတယ်1928ခုနှစ်ရောက်တော့မန်းလေးမြို့မှာမြို့မအပျော်တန်းတူရိယာအဖွဲဆိုတာလူငယ်တွေချင်းစုစည်းတီထောင်တဲ့အဖွဲပေါ်လာတယ်မြို့မအဖွဲက သူ့ချီလဲပေါ်လာတာမဟုတ်ဘူး။မာကတူရိယံအဖွဲဆိုတာလဲသူနဲ့မတိမ်မယိမ်ပေါ်လာတယ်။မာကနဲ့မြို့မဆိုပြီးအပြန်အဆိုင်ဖြစ်နေကြသေးတယ်။မြို့မငင်းကရမုံနာငါးနဲ့ငင်းကငါးတချင်းမျိုးဆက်တာဟာသူတို့မြို့မနဲ့မာကနဲ့ပြိုင်နေတာကိုထုတ်ဖော်တဲ့တချင်းပါ။ဒီလိုအပြန်အဆိုင်ရှိနေတော့မြို့မအဖွဲကကြံတွင်းမှာဖျားရည်တက်ပဲသွားမယ်ဆိုတဲ့အစီအစဉ်တစ်ခုလုပ်ပြီး ငန်းဖြူရုပ်ကြီးတရုပ်ကိုဝါးနဲ့ဆက်ကူနဲ့လှလှပပချိုးစေပါတယ်။ပြီးတော့ကားပလက်ကြီးရဲ့ထိတ်မှာငန်းရုပ်ကြီးတင်းပြီးသူတို့အဖွဲ့သားတွေကပစိုးစင်တူတွေနဲ့ကားပေါ်မှာကလထိုင်တွေနဲ့ထိုင်တီးမုတ်ပြီးမဟာမုဏိဖရာကိုရေကြော့သွားကြတယ်။ငွေရေတကောင်းကြီးတဲ့ပန်းတွေထဲပြီးအလှပြရင်အတီးပြရင်ကြွားဝင်သွားပါတယ်။အဲ့ဒီအချိန်မှာ မာကတူရိယအဖွဲကလည်းတူလိမ့်မယ်မထင်ကြနဲ့60ဆကွာတူလိမ့်မယ်မထင်ကြနဲ့ရင်ဆဆမာကတူရိယဆိုတဲ့တချင်းမျိုးတွေနဲ့တီးမုံနေတာပါမြို့မာကတော့မဟာမှုနိဖျားကြီးကိုရေသက်ပဲပန်းကတ်သွားရာကပြန်တော့မြို့ကိုလှဲတော့တာပါပဲဒီလိုအလှပြလှဲ့နေတာကိုရေပတ်မခံရသေးပါဘူးနောက်နှစ်နောက်နှစ်တွေကြတော့ ဖះကိုရေတက်ပယ်သွားတဲ့ရက်ကအကျိုးနေ့အကြနေ့တွေမှာသူတို့ကလဲရင်ရေပတ်ခံရင်ပြုံပြုံရွှင်ရွှင်ဖြစ်ကုန်ကြပါပြီမတားပါဘူးရေဆိုရင်ပြက်စီးမဲ့တူရိယာမျိုးကိုလည်းကားပေါ်ယူမလာခဲ့ကြဘူးအဲ့ဒီလိုမျိုးမကအလှပြကားနဲ့ရေပတ်ခံတာစပြီးတဲ့နောက်ရေပတ်တဲ့မိန်းကလေးတွေကလာပုံကို အမေမှတ်မိသမျှပြောရရင်မျိုးမရေပတ်ခံကား ရေပတ်သူတွေရှေ့ရက်ပြီးတီးပြတဲ့အခါကတတ်တဲ့လူရှိရင်ကပါလို့သူတို့ကလည်းတောင်းဆိုတယ်။ဘေးကပွဲကြည့်ပြိတက်ကလည်းပြောကြတယ်။ဒါကြောင့်နည်းနည်းပါးပါးကတတ်တဲ့ထင်နဲ့ရေပတ်သူမင်္ဂလီတယောက်ယောက်ကရှက်ကိုရှက်ကန်းနဲ့ကားပြီးထွက်လာတယ်။နောက်တော့တယောက်တည်းကရာကြောင်လို့နှစ်ယောက်သုံးယောက်ထွက်လာတယ်။ရက်ကရင်နဲ့မြို့မကားကိုလှည့်ပတ်ပြီးကလာတယ်။ ဒီလိုနဲ့ရေပတ်သူမင်းကလေးတွေကကတာစတာပါပဲနောက်တော့ဂျင်းတဘောမျိုးအထိတိုးတက်လာပါတယ်ရေပတ်တဲ့အသင်းကြီးတွေက အကြီးအကျယ်ပြင်ဆင်ကြတာကိုစတင်သူကတော့နဂါးရေသဘင်းလို့အမည်ထင်ပါတယ်နဂါးရေသဘင်းဆိုတာနဂါးဆိတ်လိခုံကြီးကဖွဲ့တဲ့ရေသဘင်းအဖွဲ့ပါနဂါးဆိတ်လိခုံကဖွဲ့တာပေမဲ့နဂါးမဲဆိုတဲ့နာမည်မှဲ့တာကလွဲလို့ဆိတ်လိကြော်ညာတဲ့သဘော လုံးဝမဆောင်ပါဘူးဒီခေတ်မှာပေါ်လာတဲ့ကြော်ညာရေတပင်နဲ့ဘာမှမတူပါမဆိုင်ပါဘူးငကားဆေးလိပ်ပိုင်ရှင်ဒေါ်ဦးကအကလည်းတင်ပေးတဲ့လူမရှိဘဲနဲ့ကောင်းကောင်းကတ်တတ်တယ်ပြီးတော့သူကပျော်တတ်တယ်ဒါကြောင့်သူ့ဆေးလိပ်လိုက်တဲ့မိန်းကလေးတွေပျော်ပါစေဆိုပြီးရုပ်ချောတဲ့တင်ပေးရင်ကတ်တတ်မဲ့ဆေးလိပ်သမလေးတွေကို၄90ရအောင်ရွေးတယ်ရွေးပြီးတချင်းရေးခိုင်းတယ် မင်းသမီးတယောက်ကိုအကတင်ပေးဖို့ခေါ်တယ်။ပြီးတော့ဆိုင်းတဆိုင်းနဲ့အကြအနအကတိုက်တယ်လေ။ဒေါ်ဦးကအကတင်တာကလည်းတလကိုးတဲ့င်းပြီးမှယူနီဖောင်းဝယ်ပေးပြီးကစေတာ။သူကိုယ်တိုင်ဝင်မကတာကလွဲရင်မင်းကလေးတွေနဲ့အတူငိုးအလင်းခုံပေါ်ကဆင်းတာမဟုတ်ဘူး။သူ့အကအဖွဲ့ကိုတခါတလေရေနန်းသူစားလို့နာမည်ပေးတယ်။နဂါမဲဆိုတဲ့စကားနှစ်တိုင်းသုံးတာမဟုတ်ဘူး။ မြို့မအဖွဲကမော်တော်ကားကြီးနဲ့ငန်းရုပ်ကြီးနဲ့တနစ်ပြီးတနစ်ရေပက်ခံထွက်တော့နောက်ထပ်ရက်ွက်တွေကနေပြီးရေပက်ခံထွက်တဲ့ကားတွေလည်းပေါ်လာတယ်ပေါ်လာတာကနောက်တော့တစ်ခါတလေအစီအစိတ်30ရှိတာပါမိန်းကလေးရေပက်အသင်းတွေကလည်းငကားအပြင်ဗရောက်ရွှေဝါတဲ့မိတကြမ်းတဲ့မှုရွှေဝါတဲ့နှစ်ဦးမေတဲ့စသဖြင့်စိတ်ကူးပေါက်ရာ ၊ကြံနဲ့နှစ်တက်နဲ့ပဒေါက်နဲ့တွဲဖက်ပြီးနမဲပေးရေပတ်ကြကကြတာပဲ။တစ်ချိန်လုံးကများဆိုရင်မန်းလေးကြံဟာ အမျိုးသမီးအဖွဲတွေအနေနဲ့နဂားမယ်ကအဖွဲမလုတဲ့နှစ်ဟာကြံလက္ခဏာမပြည့်စုံသလိုရုရှင်မင်းသားဝင်းဦးမန္တလေးလာပြီးရေမကစားတဲ့နှစ်ဟာလဲမန်းလေးကြံမပြည့်ပြင်ဘူးလို့ဖြစ်နေတယ်။ဒါပေမဲ့ဝင်းဦးကလည်းမလာဘဲမနေဘူး။ ငကားကလည်းမလုတ်ဖြစ်တဲ့နှစ်မရှိဘူးရုပ်ရှင်မင်းသားစော်ဝမ်းတို့ကမန္တလေးသားတွေပဲဒါပေမဲ့ဝင်းဦးလောက်မန္တလေးတကြံကိုမှန်မှန်လာတာမဟုတ်ဘူးဝင်းဦးကတော့နေ့အချိန်မိဆွေအပေါင်းအသင်းတွေနဲ့ကြုံရဆုံရကားတွေနဲ့ရေပတ်ခံလေတယ်ဝင်းဦးရေပတ်ခံနေတယ်ဆိုရင်အဲ့ဒီမန်တက်တော့လူတိုးလို့မပေါက်တော့ဘူးရေပတ်ခံကားတွေဟာလဲကြက်ခဲပြီးသွားမရလာမရနဲ့ ပိတ်ဆို့နေလို့ကြာလုံးမကကြာလာတဲ့အခါလမ်းရှင်ရဲတွေက ကားတွေကိုစွအထွက်ခိုင်းယူရတယ်။ညကြပြန်တော့လဲဝင်းဦးကမြို့မနဲ့ဖြစ်ဖြစ်အချားအဖွဲနဲ့ဖြစ်ဖြစ်လိုက်လာပြီးအဖွဲကြရာစင်မြင့်ပေါ်တက်တချင်းဆိုတာပါ။ဝင်းဦးတချင်းဆိုနေပြီဆိုရင်အဲ့ဒီနေရာဟာလူပင်လေဖြစ်တော့တာပဲ။ကားတွေဆိုတာဟုံးဘလူတီတီဘယ်ကားမှတုတ်တုတ်မှမလုပ်ဘူး။ဒါကြောင့် နေ့တုန်းကလိုပါပဲရင်ထင်းရဲလာပြီးကာရှင်ပေးရတော့တာပါဒါတော်မှလည်းသူ့မှာရက်ကွက်နှံ့တာမန်တက်စုံတာမဟုတ်ဘူးအမေပြောပါကောတို့လူမျိုးကပျော်ကျင်တဲ့လူမျိုးပျော်ရမယ်ဆိုရင်မိကုံရမ်းကုံအားလုံးကိုမေ့ပြီးပျော်နေချင်တဲ့လူမျိုးဒါပေမဲ့အပျော်ကိုဝမ်းပိုက်ကဗရိတ်အုပ်လိုက်တယ်ကြံပွဲဆိုတာရက်အရှိဆုံးပွဲအမေတို့မန္တလေးမှာ တကြံအကျိုးနည်းကစကနေတဲ့ပွဲအကျိုးနည်းမှာဖျားကြော့ဖို့ဖျားရည်တက်ပဲဖို့မဟာမုဏိဖျားကြီးကိုတွားကြတယ်ဆိုပြီးအဲ့ဒီနေ့ကလေးကဝိစုံပြိဝိစားပြင်စင်ထွက်ကြရတာအကြနေ့အကြက်နေ့အတက်နေ့ပါဆိုတော့အလုံး၄ရက်ကြာတယ်တကြံသာ၂ရက်ကြက်တယ်ဆိုရင်အလုံး၅ရက်ကြာတဲ့ပွဲဒီ၅ရက်အတွင်းမှာလူတွေရဲ့လှုပ်အားအလုံးရက်ဆိုင်ထားရတယ် ဝင်ငွေတပြားမှမရှိတဲ့အပြင်ကုန်ရကြရတာကနေ့တိုင်းတချို့များတောက်တက်စားတက်လို့စားစိတ်အပြင်တောက်စိတ်လည်းကုန်ရသေးတယ်လေစိတ်ကလည်းကုန်ရသေးတယ်မဟုတ်လားအဲ့ဒီတော့ကြံပွဲတစ်ခါတစ်ခါပြီးသွားရင်မြို့ဟာတိတ်ဆိတ်နေတာနှစ်ရက်သုံးရက်ကြာတယ်လူလဲဖားငွေလဲဖားကုန်ကြတာကိုမလုံနိုင်ကြတော့ဘူးပေါ့ကလျာမဂဇင်းအမှတ်125 1995ဇူလိုင်မန္တလေးတကြံ3အမေတို့အသက်တော်တော်ကြီးလာတော့မန္တလေးတကြံကပြောင်းလဲသွားလိုက်တာပိုတော့ကနဲ့ဘာဆိုပါကမှမတူတော့ဘူးပြောင်းသမအလုံးအလုံးကိုပြောင်းလဲသွားတာပထမပြောင်းတာကနေရပါကိုအရင်ကတော့တကြံပွဲတွေဟာအိမ်ရှိတွေမှာပါအရက်ကသမီးပြိုတားပြိုတွေပြောခြင်းလို့ နှွေးကြတဲ့ရေတပင်ပွဲမှုရွှေဖုံးရှင်ကအမျိုးသမီးရေပတ်အဖွဲ့ကြီးသုံးဖွဲ့အပြိုင်အဆိုင်လုပ်ကြတယ်။ပိုက်ကျုံးကတော့အဝီစီတွင်းတကာကရေအရှံပဲပေးတာမို့ရေပတ်ဘလူကျန်းနေစေယုံကြီးနားမှာရေခဲရင်နဲ့ရေပတ်တာရှိတယ်။ဝါရန်းကပွဲစားကုန်တဲ့တထေးတွေကသူတို့ဝါရန်းလူစီအောင်ပွဲယုံတယုံငွေတထောင်ကျက်စီထဲ့တာတဲ့။စတဲ့စတဲ့တည်င်းတွေ။ 84လမ်းမကြီးပေါ်မှာကလည်းနဂါချီမကဘူးမြောက်ဆိုရင်ဓာရန်အထိတောင်ဆိုရင်ဖျားကြီးကိုအထိဒီပတ်မန်းတက်တွေကနဲတာမဟုတ်ဘူးတိတ်များတာဆိုတဲ့သတင်းတွေနဲ့နှစ်တိုင်းရှိခဲ့ပေမဲ့လွန်ခဲ့တဲ့50နှစ်ကတော့တကြံပွဲဟာမြို့ထဲကနေကျုံးပေးရွှေ့သွားပါလေရောပြီးတော့နေရပြောင်းတာနဲ့အတူရေပတ်မန်းတက်ကြီးတွေလဲပုံစံတွေက အများကြီးပြောင်းသွားပါတယ် ဟိုတုန်းကတော့ရေပန့်မန်တက်စတိတ်ခုံဟာငကားပဲအကြီးကြီးထိုးတယ်။ဘာလို့လဲဆိုရင်သူကကမဲ့မင်းကလေးတွေများလို့တဖွဲ့ကနေရင်တဲ့မင်းကလေးတွေကဝိုင်းထိုင်နေတာပြီးတော့ဒေါ်ဦးတို့ငိုအလင်းထိုင်တာကလည်းကစင်ရဲ့နောက်ဆုံးမှာကလထိုင်တန်းခင်းပြီးထိုင်တာဒါကြောင့်သူ့စတိတ်ခုံကသူများထက်ကြီးတယ်တခြားခုံတွေကသူ့လောက်မကြီးဘူး တကြံပွဲမြို့တဲကနေရရွှေ့သွားတော့စိတ်ခုံကြီးတွေကအေယာမအကြီးကြီးအကျယ်ကြီးတွေဖြစ်လာတယ်။ဒီလိုကြီးတာက ကမဲ့လူတွေများလို့မဟုတ်ဘူး။ကတာကိုလူကြီးတွေလာကြည့်ဖို့လူကြီးရဲ့ဇနီးမယားသားသမီးတွေလာကြည့်ဖို့လာကြည့်တဲ့လူကြီးနဲ့နောက်ပါတွေကိုအဲ့ခံကျွေးမွေးစရာတွေတင်ဖို့စပွဲတွေအပါဝင်ကကွင်းရဲ့တစ်ဖက်တစ်ချက်မှာကလထိုင်တန်းကြီးတွေ သပွဲတန်းကြီးတွေ၄၅၆တန်းခင်းထားပေးဖို့အကြီးကြီးလှုပ်ထားပေးကြရတာဖြစ်တယ်။ပြီးတော့အရင်ကရေပတ်အဖွဲ ရေခန့်အဖွဲဆိုတာလူငယ်တွေကြော်ရပါရအောင်အရက်ကငွေစုကြလူငယ်တွေကိုယ်တိုင်ထဲ့ဝင်ကြရက်ွက်แท้ကများများထဲ့နိုင်တဲ့လူက များများထဲ့နည်းနည်းတက်နိုင်တဲ့သူကနည်းနည်းထဲ့ပြီးဘုံငွေနဲ့ပြောကြတာခုတော့ဒီနှစ်ကျင်းပသွားတဲ့မန်းလေးတကြံမှာ ကြီးပွားရေးသတင်းစာတစ်စောင်ဖြစ်တဲ့ World Group က20ရက်4လ1995ခုနှစ်နေ့မှာဘလို့သတင်းပေးလဲဆိုတော့ကြံရက်များနဲ့တော်ညာပွဲတော်ဆိုတဲ့ခေါင်းစည်းအောက်မှာယခုကာလသည်ဈေးကွက်စီးပွားရေးခေတ်ကာလဖြစ်လေရာပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများစန်းထချိန်ဖြစ်သည်သို့ဖြစ်၍ယခုနှစ်တကြံမတ်တဲ့တိုင်းလိုလိုပင်စီးပွားရေးလုပ်ငန်းများကုမ္ပဏီများ၏ ကြော်ညာများကလွှမ်းမိုးခဲ့သည်1995ခုတကြံရက်များအတွင် ရေကစားမှန်းတပ်များ90ရာခိုင်နှုန်းစီးပွားရေးလုပ်ငန်းရှင်များ၏ကြော်ညာများက နေရာယူထားကြသည် စီးပွားရေးလုပ်ငန်းများနှင့်ကုမ္ပဏီများ၏ရေကစားမှန်းတပ်များကိုလည်းအပြိုင်အဆိုင်တွေ့ရသည်ချော်ပြေရေးအစီအစဉ်များတွင်ခေတ်ပေါ်တေဂီတာကိုထည့်တွင်ထားခြင်းသည်လည်းပရိသတ်က ကြောညာကိုတတိထားမိစေသည်အ धिक အကြောင်းရင်းဖြစ်ကြောင်းတွေ့ရသည်လို့သတင်းပေးထားပြီးဗန်ဆန်အန်ဟက်ဂျက်စီးကရက်ကုမ္ပဏီရဲ့အေယာမအင်္ဂလိပ်စလုံးကြီးတွေတက်ဆင်ထားတဲ့ရေကစားမန်းတပ်ဟန်နီကန်ပီယာကအေယာမစလုံးကြီးတွေနဲ့နှစ်ဖူးစီးတက်ထားတဲ့ရေကစားမန်းတပ်မှာရေကစားနေတဲ့သတင်းတပ်ပုံတွေနဲ့ဖော်ပြထားပါတယ်ဒီလိုကြောညာမန်းတပ်တွေပေါ်မှာဘသူတွေက ဆိုကြကကြတလဲလို့မေးတော့အရက်တကာကမင်းကလေးတွေပါပဲယူနီဖောင်းဖိုးတယောက်တထောင်စီပေးပြီးထမင်းကြွေခေါ်တာပဲလို့ဆိုပါတယ်တချို့ကြောင်ညာမန်းတက်ကလည်းကမဲ့အကအဖွဲကိုတညာတဖွဲပြောင်းပြီးငှားကကြတယ်ဒီလိုငှားလိုက်ကမဲ့အကအဖွဲတွေကိုထောင်စားတဲ့လုပ်ငန်းတစ်ခုဒီနှစ်မှမှပေါ်လာတဲ့၄50ရောက်လောက်ပါတဲ့အဲ့ဒီအဖွဲကို တချမ်းမတိုင်ခင်တပတ်လောက်ကြိုးပြီးကတက်တဲ့လူတစ်ယောက်ကတချင်း၃ပုတ်လောက်နဲ့ရင်းတိုက်ထားတယ်။ဒီတချင်း၃ပုတ်ကဘယ်မှန်းတဲ့မစိုးဆိုကြကကြတဲ့တချင်းများပါပဲ။ညနန္ဒာတူးပို့တူးပို့နဲ့တက်မတော်ကြီးကိုအင်အားရှိဖို့ဆိုတဲ့တချင်းတွေဟာကျုံးတစ်ပတ်လုံးကြားနေရတဲ့တချင်းတွေပါပဲ။စီးပွားရေးတည်င်းလွာကလည်းတည်င်းပေးမြင်ရကြားရတာတွေကလည်းတချမ်းမန်းတက်ကြီးတွေက ုံပစ္စည်းတွေကြီးကြော်ညာထလိုက်တာသိပေါ်ထင်တာကြော်ညာမန်တတ်မဟုတ်ရင်ဌာနဆိုင်ရာမန်တတ်တွေသာရှိတာကိုအမေတို့အရင်ကတွေ့ရတဲ့အရက်ထဲကမင်းကလေးယောက်ျားလေးတွေ စုထောင်ကြတဲ့ဗရောက်ရွှေဝါတို့မေတ္တကြံတို့လိုရေပတ်တင်မန်တတ်မျိုးကပါမမပါတော့ပဲကွမန်တတ်တွေတင်အဲ့ဒီလိုပြောင်းသွားကြတာမှမဟုတ်ပဲအရင်ကအမေတို့ကြည့်ခဲ့မြင်ခဲ့ကြတဲ့ တကြံအလှပြကားကြီးတွေလည်းပုံစံပြောင်းသွားကြပြီအရင်ကမန္တလေးတကြံမှာလူကြိုက်များခဲ့တဲ့တန်ချက်အသင်းကြီးတွေလည်းဖွဲ့ပြောက်သွားခဲ့ပါပြီဒီလိုဖြစ်ရတာအမေတို့ကလေးတွေလူငယ်တွေကကိုတော့ငါလိုမပြောချင်လို့တော့မဟုတ်ပါဘူးလူမျိုးရဲ့ညံကမပြောက်ပါဘူးပြောချင်ပါချင်စိတ်ညာနှုံးပြေရှိပါတယ်ဒါပေမဲ့ကားတစ်စီးတစ်နေ့၃000ကျပ် လက်စီတကလန်း200ကျန်းဆိုတဲ့ပုပ်ဈေးမျိုးမှာတက်နိုင်တဲ့အရေးအတွက်ကအင်မတန်ညှော့နေသွားတယ်လေပျော်ချင်စိတ်ရှိပေမဲ့လက္ခဏာကမရှိဘူးအဲ့ဒီတော့ပစိုးထမင်းဝတ်သူများထက်ဘောင်းဘီဝတ်ပြီးကာစီဆိုင်ကယ်စီ ရေပတ်ခံလဲနိုင်သူတွေက အများစုကြီးအဖြစ်နဲ့ကြံပွဲတဲ့တွေ့ရတော့တာပေါ့အဲ့ဒီကျုံးပတ်လဲကြံရက်ွက်ကနေပြီးမြို့ထဲရောက်လာတဲ့သတင်းတပုတ်မှာတော့ ရကြံတွင်းမှာအရက်ဆိုင်တွေရောင်းလို့ကောင်းတယ်။ယောက်ျားလေးတွေကဘီယာအတော့များတယ်။မိန်းမတွေကရန်တော့ကြတယ်။မော်တော်ဆိုင်ကယ်တစည်းပေါ်မှာများဘောင်းဘီဝဲအမျိုးသမီး၃ယောက်ရန်ပလင်းပြားကလေးကိုခါထိုးပြီးကျုံးပတ်လဲရေခမ်းလဲနေကြတယ်ဆိုတာမျိုးတွေကြားရပါတယ်။ပွဲနေရတာပြောင်းတာမဟုတ်ပဲပြိတက်ပုံစံလဲပြောင်းသွားပြီထင်ပါရဲ့။ဟိုတုန်းကတော့မြို့မအတင်းက ဆရာငင်းရေးဆက်ပေးလိုက်တဲ့တကြံတချင်းဟာတစ်နှစ်တပုတ်မကတစ်ခါတလေနှစ်ပုတ်လောက်ရေးပေးလိုက်လို့လူငယ်မိန်းမတွေပါဆက်ပြားမှာဆရာငင်းတချင်းလေးတွေကိုစုံရင်မဲ့ရီတီးဆိုကြရတာကအမောမန်းလေးတကြံကဆရာငင်းတချင်းနဲ့ခွဲလို့ရခဲ့တာမဟုတ်ဘူးမြို့မအဖွဲကတီးမှုပြီးလို့တမန်တက်ကတမန်တက်ကိုကူးတော့မယ်ဆိုရင်တခြားတချင်းတွေဆိုအပြီးမှာ နောက်နှစ်တွေလဲစီးလို့ဂျိုကွဲမောင်ကြီးလာပါမယ်လာပါမယ်ဒီနှစ်လိုပဲစီးလို့ဂျိုမယ်မောင်ကြီးလာပါမယ်လာပါမယ်ပြန်မအောင်မယ်ပြန်အောင်မယ်နှုတ်ခွန်းဆက်ပါတယ်ဆိုတဲ့နှုတ်ဆက်တဲ့ချင်းလေးနဲ့ခွဲတာဒီတချင်းဟာတကြံအတက်နေ့မှာမန်းတက်တိုင်းလိုလိုမှာကြားနေရတယ်သူတို့သူတို့တတွေရှင်းနှစ်ခါတကြံမှာလဲ ပြန်ပြီးတွေ့ကြအောင်မယ်စုံကြအောင်မယ်ပေါ့ဒီလိုဒီလိုနဲ့လူငယ်တို့ဘာဝတန်ရောစင်တွေညိကြတွေ့ကြတာလဲနည်းမယ်မဟုတ်ဘူးဒါလူငယ်တို့ဘာဝမဟုတ်လားခုခေတ်မှာတချို့လူငယ်တွေကညနေနာရေညိုညိုရစ်ဝိုက်တန်းရွှေမန်းတောင်ထိပ်သူစုံမောင်းပဲပြောချင်ပါတယ်ဆိုတော့တချင်းကိုယ်တာစုံနေကြတာနန္ဒာရေညိုကဘယ်ကနန္ဒာရေမန်းအောင် တိကြတာမဟုတ်ဘူး တယောက်သောလူငယ်ကတော့အမေရဲ့နန္ဒာကန်ဆိုတာဘယ်မှာလဲမန္လိတောင်ရဲ့အနောက်ဘက်ကလားတဲ့ဟုတ်တာပေါ့မြန်မာမင်းတွေလက်ထက်ကရှိခဲ့တဲ့မဟာနန္ဒာကန်တော်ကြီးကိုဗြိတိရှ်အစိုးရကရေတွေဖောက်ထုတ်ပြီးလယ်မြေတွေလုတ်ပစ်လိုက်တော့မန္လိတောင်ထိပ်ပေါ်ကမြောက်ဘက်လှည့်ပြီးလှမ်းကြည့်လိုက်တဲ့အခါမြင်ရတဲ့နန္ဒာကန်ရေတွေက ရှိမှမရှိတော့ဘဲကိုအခု မန္တလေးမတရားမိုးကုတ်ကားလမ်းမကြီးဟာတစ်ဖက်စဲမဟာနန္ဒာကံတော်ကြီးရဲ့အနောက်ဘက်ဆယ်ပေါင်ကြီးပါပဲကားလမ်းဘေးမှာမဟာနန္ဒာကံရဲ့ကြောက်စာကိုကြောက်စာကူကလေးနဲ့ညီတဲ့ညှုပ်လို့မြုပ်ခင်ရှိနေတာမြင်ရပါသေးတယ်ဒီတချင်းအကြောင်းပြောတော့အမေငငယ်ကကြုံရပုံကလေးတတိယလို့ပြုံးမိပါသေးရဲ့အမေငငယ်ကညဏ္ဏနာရေညိုညိုရွတ်ဝိုက်တန်းတော့ ရွှေမန်းတောင်ထိပ်ဘူနှင်းပြောင်းနေဘူနှင်းပြောင်းနေလို့စိတ်ပါလက်ပါကြည်ကြည်နဲ့နဲ့တီဆိုနေတော့အမေနဲ့အတူနေအတော်ကညီတဲ့ချင်းကလည်းအေးအယူတဲ့ချင်းနဲ့တူလိုက်တာဘာတဲ့ချင်းလဲတဲ့အမေအတော်နဲ့အမေတို့နဲ့ကခစ်တခစ်ကွာဟနေတာကိုအခုခေဆင်မြင့်တွေပေါ်ကအတန်ချက်ခွက်ကိုကိုင်းပြီးတီဆိုနေကြတဲ့ခစ်ပေါ်တဲ့ချင်းတွေကိုများအမေတော်တို့ကြားရရင် ဘလို့များပြောမှာပါလဲဟဲ့ဘသူနဲ့ဘာဖြစ်လို့ဒီလောက်ဒေါသကြီးနေရတာလဲဒါတချင်းတည်းလားငါဖြင့်ရံဖြစ်ပြီးကျိန်းမောင်းနေတယ်ထင်တာပဲလို့များပြောမလားမသိဘူးအော်ခစ်ခစ်ဆရာစိတ်မေးတာသုံးတဲ့စကားအတိုင်းပြောရရင် သူ့ခစ်နဲ့သူ့နားတော့လဲကောင်းကြမှာပေါ့လေကဲမန္တလေးတကြံကတော့အမေတသက်မှာပဲအပြောင်းလဲတွေ အမျိုးမျိုးတွေ့မြင်နေရတယ်ကွယ်အဆုံးထိနားဆင်ပေးတဲ့သူ အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်လာမယ့်နှစ်သစ်မှာလည်းနားဆင်သူများအားလုံးဘေးပရာကင်းဝေး၍စိတ်နှလုံးရှင်လန်းအေးချမ်းကြပါစေရှင်